လင်မယာ34နှစ်ခန်းရှစ်အပမဒေနာတမဒေထတိမ်ပြူစရာတော်ကပထမအချိန်ကုသပေးလိုက်သဖြင့်အယက်နာယောဂပျောက်ပြီးကိုအေးမောင်အယက်ပြတ်ဒီမှာတနှစ်နီးပါးရှိသွားပြီထင်သည်တတော်ဒီသူ့ကို အကဲခတ်ကြည့်နေ၏သူယုံမှပြန်လာရင်မူမှန်မှန်မှန်စောင့်ကြည့်ရသည်မှာစိတ်မောစရာပဲသူအယက်ပြန့်တော့မှကျွန်တော်များစွာစိုးရိမ်မိသည် သူ့အတွက်စိုးရင်ဒီကတကြောင်ကို့အတွက်စိုးရင်ရသည်ကအခြားအကြောင်းဖြစ်သည် သူ့အတွက်သူထက်တောက်၍သူယောဂပြန်ရမည် ပြန်ယောဂရလျင်သေဖို့များသည်တင်ပြူစရာတော်နှင့်ကျွန်တော်ကုပေထားသည်များအလကားဖြစ်သွားပေလိမ့်မည် အောင်မြင်ထားသည့်ကိစ္စတရက်ပြန်ဆုံးရှုံးရမည်မို့နှမျောနေခြင်းဖြစ်သည်ကို့အတွက်စိုးရင်ရသည်ကတော့သူပြန်တောက်၍မူးယူနေပြန်လျင်ကျွန်တော်တို့ဤအိမ်တွင်ငြိမ်းချမ်းရေးကိုနောက်ဆက်ပေလိမ့်မည် သူတို့လင်မယားကိုအိမ်တန်းရမှာတီးသန့်ထားတော့လေတဝိုင်းတဲမှာနှစ်အိမ်တအိမ်ဖြစ်နေသည်မဟုတ်ပါလားအိမ်နောက်ဘူးအိမ်ရှိမချမ်းသာတဲကပါဒီနေ့တော့ရုံစင်းချိန်၌ကိုအေးမောင်အိမ်ပြန်လာဖို့မမမှန်သည်ကိုတွေ့ရ၏အိမ်ပြန်ချိန်နောက်ကျုံမကအုတ်လေကမှရိုက်တိရိုက်တိုင်းဆဲလာသည်သူကိုယ်သူများစွာ ထိမ့်သိမ့်ထားရဟန်ရှိသည်ကျွန်တော်မသိအောင် လူကောင်းဟန်ဆောင်လာကြောင်သိတာလာပါ၏ထိုနေ့ညကသူသည် ဘေးလူမခတ်မရမ်းနိုင်ဖြစ်အောင်စူးစူးပူပူမလုပ်ပါသို့တော့ရေဒီယိုတန်ကိုခက်ကြက်ကြက်ဖွင့်တာတဖြင့်အတွင်းကျိတ်စူပူမှုကို ဖုံးဖိထားခြင်းဖြစ်ကြောင်းကျွန်တော်ယိမ်မိပါ၏နောက်တနေ့နဲ့နဲ့သူယုံသွားပြီးနောက်ကျွန်တော်ကမလိုက်ယူမေးကြည့်သည်ဗနေညာကကိုအေးမောင်ပြန်တောက်လာတယ်ထင်တယ်ဟုတ်တလားဟုတ်တယ်ဒါပေမဲ့အကိုကြီးမသိပေစင်နဲ့လို့ तू ကပိတ်ထားတယ်အေးလေဒီတချီတော့ငါနောက်ထပ်မပြောတော့ သူ့ကိုလစ်လျူရှုထားလိုက်တော့မယ်။နစ်လင်ဟာခွေးမိကောက်ကြည်တော့စွတ်တဲကပါပဲ။လူတိုင်းနဲ့သူကန်ရှိပါသေးတော့မလာရီယာများစွာစိတ်မကောင်းဟန်ဖြင့်အကိုကြီးကမသိဟန်ဆောင်းသာနေပါတော့ဟုပြောကထွက်သွားလေသည်။ထိုစကားကိုမလာရီပြောသည်မှာသူ့လင်ကသူ့အားအကိုကြီးမသိသေးနဲ့ဟုပိတ်ပင်ထားသောကြောင့်ဖြစ်တယ်လို့ကျွန်တော်ကသူ့လင်ကိုလစ်လျူရှုထားလိုက်တော့မည်ဆိုသည်ကိုသဘောတူကြောင်းလည်းဖြစ်နိုင်ပါသည်။ ထို့နောက်တော့ကိုရင်းမောင်သည် မကြာခဏတောက်တောက်လာသည်ကိုတွေ့မြင်ရပါသည်ကျွန်တော်သည် သူ့ကိုလွန်စွာယုံမောင်းလာသည် သူ့ကိုဘာမှကောင်းသည်ဆိုသည်မပြောတော့ပဲလေးလေးကိုရှုထားသည်ကိုသူက ကျွန်တော်သူတောက်လာတာတကယ်မသိလို့ပဲဟုထင်ကောင်းထင်ပေမိသို့တော်သူသည် ကြာကြာသူ့ကိုသူ မထိန်သိမ့်နိုင်မှာတကြာဟမ်းမဆောင်နိုင်မှာနည်းနည်းပြန်တောက်ရက များများတောက်လာသည် များများ တောက်မိ၍များများမူးလေသောထုံးစံအတိုင်းဖြစ်သောကျင့်စဉ်များကိုကျင့်၏။စကားတွေနိုင်ထက်စင်းနေပြော၏။ကြက်ကန်ကန်လှုပ်၏။ကောစရာကတ်စရာစကားတစ်လုံးရထားပြီးဆိုလျင်ထက်ခါတလဲနာကြီးစရာကောင်းအောင်ပြော၏။အနိုင်ကျင့်၏။သူအနိုင်ကျင့်သည်ကိုမခံမဲပြန်ချသူနှင့်တွေ့လေသောရန်ဖြစ်ကြ၏။သို့တော်ကိုရေးမောင်သည် သူနှစ်ဖူးပေါ်ကအမာရွတ်ကို အကြောင်းပြုပြီးညင်ကောင်းတစ်ခုရထားသည် ဘိုအမာရွတ်မာသူခဏခဏအနိုင်ကျင့်ခြင်းကိုပြီးမခန့်နိုင်တော်သောညီများကရိုက်ထားသောအမာရွတ်ဖြစ်သည်ထိုကိုတွေးတင်ကန်းစာကြောင့်သူသည် သူအနိုင်ကျင့်သည်။မခန့်သူကိုရှောင်တက်ကွင်းတက်နေလိမ့်မည်သူအနိုင်ကျင့်သည်။ကိုခံသောမလာရီကိုသာမဲ၍နှိမ့်ဆက်နေတော်၏ဤဒီကအမှုသမားကိုအေးမောင်ဤကျင့်စဉ်သည်ကျွန်တော်တို့နှင့်သူတို့လင်မြအတူနေသည်မှာ 28နှစ်ကျော်ကျော်28နှစ်ရှိလာလေပြီဖြစ်ရာမလာရည်သည်အတော်တန်တိုးတက်လာပြီဟုဆိုရပေမည် မလာရည်၏အတွေ့အကြုံအကြာအမြင်မိုးကုတ်ဆက်ဝိုင်းသည်အတော်ကျဲလာသည်သူအတွေ့ခွန်နှင့်သူစိတ်သည်အတော်ကလေးလွတ်မြောက်လာသည်ထို့ကြောင့်ကိုအေးမောင်ကနိုင်ထက်စီနှင့်ပြောသည်ကိုလက်မခံမဲ့ပြန်ပြောသည်ပြန်ညင်းချက်ထုတ်သည်ဒွေကာကိုအေးမောင်သည် များသာဒေါသထွက်၏ သူမာနာတကုံအချိုးနိုင်ခံရသည်ဟုခံစားရဟန်သူသည်သူတိတ်ခါထိပါသွားသည်ဟုထင်ဟန်ရှိသည် ထို့ကြောင့်ကိုတိလက်ရောက်အဖြစ်ပိုနှိမ့်ဆက်လေတော်သည် မလာယီဆိုသည့်မလာယီကမူထို့သို့ပိုနှိမ့်ဆက်လာမှုကို ပို၍သီးခန့်ခြင်းဖြင့်တုံ့ပြန်လေသည်ကိုရေးမောင်အားခုခံတော်လန်တော်လဲမနောကံကာယကံတို့ဖြင့်ခုခံတော်လန်မှုမရှိပါ ကိုဝေမောင်စိုးဒီမှာမလာကြီးကိုပိုင်သောအရှင်သခင်လင်းကိုဝေမောင်စိုးဒီမှာမလာကြီးဤအိမ်ဦးနဲ့ထို့ကြောင့်မလာကြီးသည်အတိညာန်ကလေးဝင်လာက စကားပြီးသားလည်းဖြစ်နေသောကြောင့်ဇိုးကနဲ့သက်ကနဲ့စကားဖြင့်ပြန်လဲခုခံတော်လဲအိမ်ဦးနဲ့ကိုခုခံတော်လံမီဟူသောမနောကံမြောက်ရွယ်ချက်ဖြင့်ဘယ်တော့မှမစင်စားခဲ့ပါ။ သူကရိုက်၍ကိုကပြန်ရမည်ဟုသောကာယကံဖြင့်ခုခံတော်လှန်ရေးကဝေးလေစွာဝေးလာလေစွာကျွန်တော်တို့လင်မယားနှင့်တာသမီများသည်မလာဤဘက်မှနေပြီးမခံမရနိုင်ဖြစ်ကြရသည်နာကြရသည်မလာဤသူလင်ကနှိမ့်သက်ပုံကိုမကြင်မချမ်းပြောမိရင်မလာဤကျမကလွန်မာတယ်ဟုသူလင်အပြစ်မဲ့လေဟန်ပြောတတ်လေသည်ကာကရှင်ကထိုးထိုးပြောလေသောကြောင့်ကျွန်တော်တို့မှ မချစ်မရဲဖြစ်ရသည် သူလင်ဤအပြက်ကို ဖောတက်ကာကွယ်တက်လေသောကြောင့်အစပထမတုန်းကတော့မလာယီကိုကျွန်တော်တို့ချင်မိကြဤသို့တော့နောက်တော့ဥပက္ခပြုလိုက်ရပါသည်မာမာမှန်မှန်သူလင်ကိုကာကွယ်ခြင်းသည် မလာယီဤဒုတိယမွေးတရေညင်တခုဖြစ်နေပြီမဟုတ်ပါလားတခုသောညင်ဦးရန်ဝဲသဒ္ဒနာရိတ်တလန်းကျွန်တော်တို့နေသောဟမေတိတ်လမ်းပေါ်တွင်ကိုအေးမောင်နှင့်အမှုသမားအဖို့တယောက်သည် ချင်းချင်းရံပြက်ကထိုးကြကြိတ်ကြဖြစ်နေကြောင်ကျွန်တော်ကြားရပါ၏ကျွန်တော်ဒီရံပွဲကိုသွားရေးလည်းမရှိဟန်လည်းမဟန်တာဖြန့်ပြေဖို့ကဝေးလေသာသူတို့နှစ်ယောက်ဒီတယုံနဲ့အလုံးလုံးပြီးချင်းချင်းများစွာချစ်ခင်ကျင်နာလေးရှိကြ၏တဦးအပေါ်တဦးကအနွန္ဒအနင်းနာခံလေးရှိကြ၏ထိုနေ့ညနေကတော့နှစ်ယောက်လုံးအမူးလွန်ကြဟန်ရှိသည်ကိုအေးမောင်ကအနိုင်ယူလိုတိုင်းသူ့အဖေါ်ကအနိုင်မခံသောအခါ ကရောက်ကစားဖြစ်ကြပြီးထိုးကြကြိတ်ကြသည့်အထိတန်ရောက်လေ၏သို့သောပစိုးမနိုင်ပဝါမနိုင်လက်နက်မပါအမှုသမားလက်သည်တသက်ပြန်သာထိုးကြကြိတ်ကြလေသောကြောင့်၎င်းဘလောက်မှုမှုရန်သူဟုမယူဆနိုင်သော ခင်မင်ရင်းနှီးမှုမျိုးရှိသော မိတ်ဆွေများဖြစ်ကြသောကြောင့်၎င်းထိုးပွဲကြိတ်ပွဲမှာလက်ဝဲလိန်ပွဲလိုဖြစ်နေသည်ဟုကျွန်တော်သိရပါသည်သူတို့ဤသာသနာရိပ်သာလမ်းမော်က ထိုးပွဲကြိတ်ပွဲမှာအရက်ကဝိုင်းဟားစရာဖြစ်နေပါတော့သည်။နောက်နေ့နဲ့နဲ့ကြတော့ထိုးဖြစ်ကြောင့်ကိုအင်းမောင်တော်တော်အဆက်ရနေသည်ဟုကြားသိရသည်။သူသည်ရုံးစုံမသွားပဲအခန်းအောင်းနေလေသည်။ရုံးကိုနေမကောင်းဟုအကြောင်းပြကခွင့်စာတင်ရန်မလိုက်ရလွတ်လိုက်။ဤနေရာတွင်အလင်းသင်းသည့်ဖြင့်ရုံးကိစ္စတစ်ခုကိုကျွန်တော်တင်ပြပါရသည်။ကျွန်တော်ဒီတသက်နဲ့တကူရုံးလုံးတမဝင်နန်းတက်ဦးမလုတ်ခဲ့ဘူးသဖြင့်ရုံးတက်ပြက်ခွင့်ကိစ္စများကိုနားမလဲပါ။ သေးခွင့်နာမကျန်းခွင့်ရှောင်းတခင်ခွင့်ခန်းစားခွင့်စသည့်များကိုကြားပင် ကြားဘူးတော့လေဘာကဘလို့ဟုကောင်းမှမသိပါစရေကြီးဥွေးမောင်ကတော့ဤကိစ္စတွင် ကြမ်းကျင်သူဖြစ်သည် အကြောင်းမျိုးမျိုးနှင့်ခွင့်အမျိုးမျိုးယူပြီးမကြာခဏရုံတက်ပြက်ကွက်သည်ထို့ကြောင့်အရေးရဲ့အကြောင်းငယ်ရှိလျင်သူ့မှာ ခွင့်ယူခွင့်မှာကြံပါလေသေးသလားဟုထင်ရသည်သို့တော်ဘာအရေးကြောင်းပေါ်ပေါ်သူ့မှာခွင့်ယူခွင့်ကြံနေသေးသည်ကိုတွေ့ရပါသည် မနဲ့ယုံသွားပြီးနေခင်းကြတော့ ရုံးစင်းလာတာမျိုးလည်းမကြခဏတွေ့ရပါ၏။ချင်းချင်းနားလဲမှုဖြင့်လင့်လာခြင်းဖြစ်ရန်တူ၏။သူတို့ဝန်နှန်းနေသောကလေးရုံတက်ပြက်ကွက်တာဝင်လဟင်းချောင်းတွေ့ရလေတိုင်းပြည်သူတို့ကိုယ်သာကျွန်တော်မခတ်မရနိုင်ဖြစ်မိသည်။ထားဆောင်ရသောအခွန်တုံများတဲ့ဝင်လေးမိသည်။ကိုအေးမောင်ကတော့အခြားအကြောင်းများတဲ့အရက်တောက်ချင်းဟူသောအကြောင်းကခွင့်ယူခြင်း၏အခြေခံဖြစ်လေရာကျွန်တော်ပို၍မခတ်မရနိုင်ဖြစ်မိပါသည်။ပို၍ဝင်လေးမိပါသည်။ ကိုရေးမောက်သည့်များသောအားဖြင့်ကျွန်တော်တယ်လီဖုန်းကိုသုံး၍ခွင့်နိုင်လေရှိ၏နောက်မှခွင့်စာရေးသည်ယခုတော့တယ်လီဖုန်းမသုံးဘဲခွင့်စာရေးကမလာရီကိုလွှတ်၍သင်စေ၏အကြောင်းကတော့သူအရက်ပြန်တောက်ကအရက်နာကြနေပြီဖြစ်သည်ကိုကျွန်တော်မသိသေးလို၍ဖြစ်သည်သို့တော်မလာရီကပြောသည်ကိုကြီးကိုရေးမောင်ကိုကြည့်ပြောပေးပါဦးရက်တောက်လို့အရက်နာကြနေပြီသူပြောတာကတော့ကိုတော်တော်တိတ်အားနေတယ်တဲ့ အားနေလို့ရက်တောင်းရင်ပြောက်မလာထင်ပြီးတောက်တယ်။တိတ်မတောက်ရပဲနဲ့မူးတယ်တဲ့။အားနေတာလည်းမပြောက်ဘူး။အားနေလို့စေးထိုးတာလည်းခဏပဲနေသာထိုင်သာရှိတယ်တဲ့။ဟေးကောင်းတယ်။ရက်တောက်လို့ရက်နာကြ။ရက်နာကြလို့ရက်တောက်။တင်ပါပဲ။ကောင်းတယ်တင်ပါသေး။ငိုကြီးပြောပါအောင်ရက်ဖြတ်ပြက်လိုက်ဖို့။ငါတော့ဒီလောက်မိုက်မဲတဲ့လူကိုမပြောတော့ဘူး။မြန်မာနေပြောငါမပြောဘူး။ညီမပြောလို့နားထောင်တော့မှမဟုတ်ပဲ။ ငါပြောလို့ရောနားထောင်လို့လားငါပြောတော့ငြိမ်နားထောင်နေတာပဲရှိတယ်တခါတခါမျက်ရည်တွေနဲ့ဟုတ်ကဲ့အကိုကြီးကျွန်တော်မတောက်တော့ပါဘူးလို့ပြောတာပဲရှိတယ်နောက်တော့ဖောက်တာပဲခုလဲငါပြောလို့ဘာထူးအောင်မလဲခုလိုရန်နာကြနေချိန်မှာပြောရင်အရက်ပြက်ချင်းပြတ်တော့မှာပါမထူးပါဘူးငါမပြောအရင်အရန်နာကြတုန်းကငါပြောဘူးပြီကောသူကလည်းဂရီပေးဘူးပြီကောတခါရန်နာကြတုန်းကဒေါက်တာလာမက်နဲ့ကုပေးလို့ပြောက်ပြီးပြီ နောက်တခါအရန်နာကြပြန်လို့တင်ကျူစရာတော်စီခေါ်သွားပြီးခုပေးပြီးလူကောင်းပြန်ဖြစ်ပြီးမှပြန်ဖောက်တယ်ခုနေငါသွားပြောလဲမျက်ရည်ကလေးနဲ့ပြောမယ်ကျွန်တော်တော့အရက်ကလူကိုနိုင်နေပါပြီအရန်နဲ့ပဲတေးရမှာပဲဘာညာနဲ့ပြောဦးမှာပဲအာမရှော်နဲ့ကိုအေးမောင်အရက်ဖြတ်လိုက်ပါငါကပြောလဲဟုတ်ကဲ့ဖြတ်မှာပဲလို့ပြောမှာပဲပြီးတော့ခွေမီကောက်ကြီးတော့ဆိုဖြစ်အောင်မှာပဲ သွားမယောက်ကြောင်ငါဘာမှမပြောတော့ဖေးလက်ကုမပေးတော့သွားအောင်နဘူးနဇန်လာလုတ်မနေနဲ့တော့မလားရည်သည်မျက်နှာမကောင်းစွာနဲ့ကျွန်တော်ထံပါမှထွက်ခွာသွားလေသည်ကျွန်တော်ကတကယ်ပင်စိတ်ကုန်နေလေပြီကိုရေးမောင်ကိုအရက်ဖြန့်ရံဘယ်တော့မှမဆုံးမတော့ပါဟုကြမ်းကြင်တစ္ဆာဆိုထားသည်နဲ့ရှိတော်သည် တကယ်တော့ကိုရေးမောင်တာမကမြမဗုဒ္ဓဘာသာအယတ်သမားအလုံးသည်ငယ်စဉ်တောင်ကြီးကလေးဘွားကပင်အရက်မကောင်းကြောင် နိဗ္ဗာန်သတ်တော်ပုံပြင်များမှာကြာပူနာဝရှိနေကြလေသည်ဝိတကာကျောင်းမကြီးနှင့်မိမ900တို့ကိုမြတ်စွာဘုရားဟောကြားတော်မူသောဂုံဘသတ်တော်အဆိုအရကပ္ပဝူပေါ်ဆက်ရှေးအတီတွေကဒူယာမုတ်ဆိုးနှင့်ဝရုဏယသေးတို့တေရည်အရက်ကိုစတွေ့ပြီးနောက်ကာတိတိုင်းနေပြည်သူတွေမင်းနှင့်တကွသောဘာယာနတိမျိုးသူမျိုးသားတွေတာကေတပြည်သူပြည်သားတွေပြည့်စည်စိတ်သုံးသွားကြပုံကို၎င်း တရေရက်ကြောင့်ထိုးပြီးထိုးမျိုးသားများတာမကလူပြည်လူရွာကအချားပြည်အချားမျိုးအချားရွာများအားလုံးပျက်စီးစိတ်သုံးတော်မူအရေးကြုံနေသဖြင့်ဗန္ဓုကပလာများကြောက်ဖြာတင်းလေရာတရားမင်းသည်လူပြည်လူရွာတို့ဆင်း၍တပ်ပမိတ်တမင်းအားဆုဆုံးမပုံကို၎င်းကြားဖူးကြပြီဖြစ်ပါသည်သူရမုတ်ဆိုးနှင့်ဝရုဏရက်သည့်နိဗ္ဗတ်တော်ပုံမြင်တွင်တပ်ပမိတ်တမင်းအား တရားမင်းတင်ပြသောတေးရီအရက်ဤပြစ်ချက်23ချက်တွင်ဒီရေကိုတောင်းမိသူဟာသူစိတ်ကိုအစိုးမရတော့ပဲအစာကောင်းစမြုပ်ပြန်တဲ့နွားလိုပြောချင်တာကိုပြောတတ်ဤအာကိုရာမရှိသူများလိုလက်ပတ်သွားလာနေတတ်ဤရောက်တက်ရာရာတခြင်းကိုလည်းဆိုတတ်ဤကလည်းကတတ်ဤဒီရက်ကိုတောင်းမိသူဟာမုတ်ချမလွဲွားကြွားတတ်သည်ငါဟာအလွန်မြတ်တဲ့လူငါနင်းတူတူမရှိလို့ပြောတတ်ဤ နဲ့လုံးနှစ်ဖက်ကြက်သွေးရောင်တက်ပြီးဒီမြေပြင်အလုံးဟာငါးပိုင်းနဲ့မြေကြီးပေါ့သမုတ်တရားလေးစင်းအပိုင်းချရှိတဲ့မြေပြင်ကိုအစိုးရသူငါနှင်းတူတဲ့မင်းဟာဘယ်မှာရှိမလဲလို့ထဲနေတတ်ဤဒီသေးရည်ရဟာတာမန်ထောင်လွှားမှု အလွန်အကဲထောင်လွှားမှုကိုပြုတတ်ဤညင်ခုံချင်းဂုံတိုက်ချင်းအကျုပ်စိုးချင်းများကိုလည်းပြုတတ်ဤအဝတ်ကို ချွတ်ပြက်ကထွက်ပြေးတတ်ဤတကိုးဓမြအရက်ဂျိုးကတ်သမားတို့ရဲ့ ရောက်ရစုဝေးရလည်းဖြစ်၏။အရက်တောက်သူဟာမိမဖြစ်ခဲ့ပါမူ။ယောက်ကမယောက်ျားလုပ်သူကိုလင်းဖြစ်ဖြစ်ဆွဲငင်တတ်၏။လင်းကိုဆဲရတဲ့မိမိအိမ်ကအစေခံကိုလည်းလင်းထင်မှတ်ပြီးဆွဲငင်တတ်၏။အလုတ်ကျွေးများကိုလည်းဆွဲငင်တတ်၏။ရှေးခါကရမတောက်ဖူးသောယောက်ျားအားရွှေငွေဥစ္စာများစွာပေးပြီးမဟုတ်မမှန်စကားကိုဆိုပါလိမ္မာဟု တောင်းပန်တော်လည်းမရ။ အရက်တောက်ပြီးသူဖြစ်ပါမူပိုက်ဆံတပြားမှမပေးရပဲမဟုတ်မမှန်စကားပြောတတ်လိမ်တတ်ဤဟူသောအချက်အချို့တို့ကိုကိုအေးမောင်ဖတ်ဖူးပြီးတာဖြစ်ပါလိမ့်မည်။ဒါဖတ်နေတဲ့နှုန်းကတော့တေရီရဲ့အပြစ်ကိုမြင်ကောင်းမြင်မည်။သို့တော့နောက်မကြမီတေရီရက်ကိုတွေ့တော့ဘေဒကတ်တော်ဝင်စာအုပ်ကိုမေ့သွားပါလိမ့်မည်။တုပ်ပထေရပါဠိတော်ပင်ကလောဝါဒတုတ်တွင်စီစဉ်ဥစ္စာပြည့်စည်ကြောင်း106ပါးကိုဟောတော်မူရာအရက်တောက်ခြင်းအပြစ်သည်ထိတ်ဆုံးကားပါ၏။ က်စွာဘုရားသည်တရမောက်ဘဝမှာဥစ္စာပြုတ်ဒီခြင်းတဏိထိတ်ကဒနာသာတိနှစ်ခိုင်ရန်ဒေါသပွားများခြင်းကလဟဘဝဂုဏီသုံးယောဂသောအနာသောပေါ်ပေါက်ပွားများရန်အကြောင်းဖြစ်ခြင်းယောဂနံအာရတနံလေးအကျော်သောမဲ့ခြင်းကို ဖြစ်စေခြင်းအကိတိတသနံငါအဆက်ကွဲရာ ကိုအင်္ဂါကိုဖော်ပြခြင်းကောပိနဝိန္ဒန်တဏိ၆ အသိအလိမ်မှဉာဏ်ပညာရုပ်ရော့ခြင်းကို ပြုခြင်းပညာယဒုပလီကရဏီစသည်ဖြင့်သေရီသေရက်တောက်စားခြင်းအတွက်အပြစ်၆ချက်ကိုတည်တန့်ထုတ်၍ဟောတော်မူခဲ့သည်ဤသို့သောဗုဒ္ဓဘာသာမြန်မာကျမ်းဂန်အစိုးမိန်များကိုအခြေခံလျက်ရှေးရှေးပညာရှင်တို့ကသေရီသေရက်လူကိုဖျက်အရှက်ရမည်ကြောင့်ဟူ၍၎င်းရှင်ဖြတ်ပါဇက်ဓာဖြတ်အမျက်လူဖြတ်အရက်ဟူရဲ၎င်းသကပုံထားခဲ့ကြသည် ကိုရီးမောင်နှင့်တကွာသောဗုဒ္ဓဘာသာမြန်မာအမှုသမားတို့သည် လူအများအတွက်ပြဋ္ဌာန်းထားသောပေါ်ပြပါအစို့မင်းတို့ကို လေးနဲ့မခံဥကြပါဖတ်ပြီးကြားနာပြီးပြပြပြောပြောထားလိုက်ကြသည်ဂျိုကတော့လူအများအဖို့မဟုတ်ကိစ္စအလုံးအတွက်မဟုတ်ပဲချင်းချက်ထား၏ဟောကြားမိတ်ဆိုခဲ့ကြသည့်စကားအချို့ကို ကိုကားကရေပူရအမှန်တရားတို့ကိုကော့ကတ်ခြေဖြက်ရန်ကြိုးစားကြလေသည်ရန်ကန်တက်သည့်ပညာရှိဖြစ်တော်မူကြသော အချို့ပုဂ္ဂိုလ်ကြီးများသည်အယက်သိရီကိုတောက်ရ၌ကမ္မပဋ္ဌမြောက်မမြောက်ကို၎င်းအယက်တောက်ပြီးနောက်ဒုစရမှုပြုမပြုကို၎င်းစီစစ်ပြီးလျှင်ကမ္မပဋ္ဌမမြောက်လျင်သော၎င်းဒုစရိုင်းမှုမပြုလျင်သော၎င်းအပေမကြနိုင်အပြစ်မရှိနိုင်ဟုယူဆပြောဆိုချက်များရှိခဲ့လေသည်အမှန်စင်စစ်ထိုပုဂ္ဂိုလ်ကြီးများသည်ပညာပိုင်းတက်တက်ဉာဏ်ချက်ထုတ်ထားခြင်းသာဖြစ်သည်ယုတ်တိယုတ်တာစကားအရာတွင် ဖြစ်နိုင်ချက်ရှိတိုင်းလဲ တကယ်လက်တွေ့နဲ့၌ရှိနေသည်ရှိသည်မဟုတ်ပေထိုကိစ္စနှင့်ပတ်သက်၍ကျွန်တော်ဒီပါဠိဆရာကြီးဥပဒန်းကိုချဉ်ကပ်မေးမြန်းခဲ့ပါသည်ယခုကအသက်80ဝန်းရောက်နေပြီဆေယော ကိုပါအတိညာန်ပါကျမ်းမာရှင်လန်းလျက်ရှိနေသေးသောဆရာကြီးဥပဒန်းသည်မတ်ချက်ဓမ္မိကဥပဒန်းကိုဆိုလိုခြင်းဖြစ်ပါသည်စာဖတ်သူမတ်ချက်ပြင်ပြဆရာတော်အရှင်နာဂတေနာ၏မြမစာပေနှင့်ပါဠိစာပေအတိုင်းပင်ခံအဖြစ်ဆောင်ရွက်နေပါသည်ဆရာကြီးပထမဦးစွာမန္တလေးမြို့တီမင်းတော်မင်းတရားကြီးနှင့် ယောတွင်းဝင်ဥဖိုးလိုင်တို့ကြောင့်ကိုပြောပြသည်တခါကယောတွင်းဝင်မင်းဟာမြင်းညံမျိုးကိုရောက်သွားတော့သာပေဝါဒနာပါသူချင်းသာပေအကြောင်းဆွေးနွေးကြတယ်ဘေဒေတက်ဆေးဝါတက်စသည်ဖြင့်ပညာဖလှယ်နှီးနှောကြရင်ဥဖိုးလိုင်ကသပြည့်ရည်သည်ဈေးကားချင်းနှင့်တူသည်ဈေးဝါအဖြစ်တောက်လျင်အပြည့်ရှိသည်မဟုတ်များများတောက်မတာမွေးရချင်းဖြစ်မိကြောင့်အပြည့်ရှိသည်လို့ပြောတယ်ဒီစကားကိုအထောက်တော်တောင်းတဝဲပူအောင်မြင့်က ကြားလို့မင်းတို့မင်းကြီးတိုင်တတော်ဦးတင်နေနေပြီးတော့ကိုဥဖိုးတိုင်ပြန်အောက်တော့မင်းတရားကြီးခေါ်ပြီးစစ်မေးတော်မူတယ်မှန်ပါကြောင်းတပြည့်ရည်သည်အနောက်နိုင်ငံစေချမ်းအလိုအားဖြင့်စေကားရည်ဖြစ်တာကြောင့်အတော်အသင့်တောက်ကလေးဦးနိုင်ရောင်စားတောက်ရည်မြင်းချက်ကြောင်းလွန်ကဲစွာတောက်လျင်မူးရည်ရွယ်အပြည့်ရှိကြောင်းမှာဖျားလို့တတော်ဦးတင်တယ်မင်းတရားကြီးကနားခတော်မူတာနဲ့မောင်မင်းစကားကဝီနီးတက်ကြက်သက်ဆိုသလိုဖြစ်နေပါဘကောလားမောင်မင်းကပညာရှိတယောက်အနေနဲ့ စင်ရယ်စင်လက်တွေအထောက်ထားတွေပြပြီးအရက်မိုးအောင်မတောင်းရင်အပြစ်မရှိဘူးပြောတော့မောင်မင်းစကားလူရင်းနေကြရင်တနိုင်ငံလုံးရသမားတွေကြီးဖြစ်မကုန်ပေဘူးလားလောကကြီးမှာလူလိမ္မာနဲ့လူမိုက်ဘယ်သူကများမယ်ထင်တယ်လဲလူမိုက်ကများမယ်မဟုတ်လားငါဖိုးလိုက်လို့မိန်ကြားခဲ့တဲ့ပြာကြီးဥပဒံကဆက်ပြောသည်တေးသေးရဲ့တောက်စားခြင်းနဲ့ပတ်သက်ပြီးမူးအောင်မတောင်းရင်အပြစ်မရှိဘူးဆိုတဲ့အယူအဆကိုရောတွင်းဝင်ဥဖိုးလိုက်တဲ့ပြင်းထန်တဲ့ပုံစံတွေရှိသေးတယ် ဆန်ချောင်းစရာတော်နဲ့ဘူကားစရာတော်တို့ကတောက်စားမှုရစ်ပြီးအိတ်နေရင်ကမ္မပဋ္ဌမမြောက်လို့ယူဆကြတယ်။သကိုင်းမြို့မြောက်လက်ဆက်ရေးရွာဇာတိဥတင်ဆိုသူဟာစာပေဝါဒနာပါသူဖြစ်ုံမကထရေအရက်တောက်ချက်မှာလဲဝါဒနာထုံသူဖြစ်တယ်။သူဟာရပ်ပတ်ရက်ကမန္တလေးနေပြည်တော်ကိုကူးလာပြီးမြောက်ပြည်မှာတရင်သုံးတော်မူတဲ့ဆန်ချောင်းစရာတော်ထံမှာစာပေတွေဆင်းနေလေးရှိတယ်။အရက်တော့မူးရပြီးအိတ်နေရင်ကမ္မပဋ္ဌာမြောက်မမြောက်နဲ့ပတ်သက်ပြီးဆွေးနွေးကြတော့ဆန်ချောင်းစရာတော်က မောင်နေရေထရေအရက်တောက်ပြီးကာယကံဝစီကံမကျွလွန်ရင်ကာမပဋ္ဌမမြောက်ဘူးကမစင်စားပြီးအိတ်နေတယ်လို့မတင့်တယ်တာပဲရှိနေတယ်လို့မိန့်ကြားလိုက်တယ်ဥတင်ဟာစံချောင်းစရာတော်ရဲ့မိန့်ကြားချက်ကိုရိုးစွဲအောင်မှတ်ထားတယ်သကိုင်းဘက်အပြန်တင်ကစားချောင်းနီးမှဖြတ်သွားရတော့တင်ကစားစရာတော်ကိုဖူးတွေ့ရတာနဲ့ဒီကိစ္စမှာတန်တရာကင်းရှင်းလျောက်ဆိုပြီးရှောက်ထားလိုက်ပြန်တယ်ကြားတော့ဖေဟာစံချောင်းစရာတော်ကထေရရဲ့တောက်စားပြီးကံကံဝစီကံမကျွလွန်ရင် ကာမမထမမြောက်လို့မိန်ကြားလိုက်ပါတယ်ဖေ။တပည့်တော်အတော့ဝါသနာပါမန်းတိလို့မိန်ကြားတော်မူလေရော့သလားဖေ။ဒီတော့သင်္ကသာဆရာတော်ကမောင်တင်ကြီးငါပုံတခုပြောပြမယ်။တခါတုန်းကအညာသားတယောက်ဟာအောက်ပြေအောက်ရွာကိုစည်ရင်ကားသွားလို့တဲ့ကွ။တရင်တိုင်းမှာကျွဲကောင်60ရှိတယ်။ညနေကျွဲချောင်းလို့ပြန်ရင်ဟေ့အညာသားစိုင်လေးကိုတိုက်ကြည့်ပြီးပြီလားလို့မေးတဲ့။တရင်တိုင်းကစိုင်လေးလို့ခေါ်တဲ့ကျွဲကိုညနေတိုင်းမေးလေးရှိတော့အညာသားစိတ်ထဲမှာတန်တရားဝင်လာတယ်။ ကျွဲတွေအကောင်60ရှိတဲ့အထက်ကဆိုင်လေးကိုကြီးကြီးတိုင်းမှာကြီးပြီးပလားလို့ဘာလို့များမေးနေတာလဲအကြောင်းသိရအောင်မေးဦးမှာပဲဆိုပြီးမေးတယ်ဒီတော့ဇင်းတိုင်းကဟဲ့အညာသားရဲ့အားလဲအပါပဲရဲ့ဆိုင်လေးကိုမချိရင်ကြံတဲ့ကျွဲ59កောင်ဟာဘယ်ကောင်းကောင်းအိပ်ရပါတော့မလဲဆိုင်လေးဟာကျွဲပေါက်ဆိုးကလေးရဲ့အညာသားရဲ့လို့ပြန်ပြောလိုက်တယ်အဲ့လိုသဘောမျိုးပဲမောင်းတင်ရေဘုရားရှင်ကိုတော်မြတ်ကြီးက ခြားအကုသိုလ်တရားများကို RD ဝိရဒိပပါလို့ပပါတဲကိုအားလုံးထည့်လိုက်တယ်။စိုင်လေးနဲ့တူတဲ့ထရေအရက်ကိုတော့မြေသပါဏစတန်ယမောလို့တိချာဟောတော်မူခဲ့တယ်။ထရေအရက်တောက်လိုက်ပြီဆိုရင်အမိအဖဆရာသမားမရှောင်မယိုသိမလေးစား ပြုမှတ်တတ်တယ်။သူရာမေရာယကန်ထိုက်တဲ့မောင်တင်ကြီးလို့သင်္ကသဆရာတော်ဟောကြားတော်မူလိုက်တဲ့ ဦးတင်နဲ့အကျွတ်တရားကြီးရပြီးထရေအရက်ကိုပါနုပေတံလှူပါပြီဖရာလို့ဆရာတော်ဖရာထံလှူပြီးနောက်သခိုင်းဘက်ကိုကူးသွားတဲ့တို့နောက်ဆရာကြီးဥပဒန်းကအရက်အကြောင်းပြက်စီရတော့ဘရင်မင်းတရားရွှေတီအကြောင်းကိုလည်းပြောပြရင်ထရေအရက်ကိုမြမရာသဝင်ထင်ရှားသောမင်းကောင်းမင်းမြတ်တို့ပိတ်ပင်ခဲ့ကြောင်းကိုကားညွှန်ပြပါသည်ဂုံမောင်ဆက်ပထမအလောင်းမင်းတရားကြီးသည် ရတနာတိခကုံးမောင်ပြည်ကြီးကိုတီးပြီးတည်နေတဲ့ပြိုင်နဲ့ပြည်သူပြည်သားတို့လိုက်နာရမည့်စီကံတရက်တတ်မှတ်ခဲ့လေသည်။ယင်းစီကံအရာမြို့တော်မှစ၍နိုင်ငံတော်ပတ်လီမြို့အများတွင်တာထိုးနွားတက်နတ်ကိုနတ်တင်ထရေအရက် သေးသာခောင်းကြီးဘိန်းဘင်းစသောမကောင်းသော အမှုအရာတို့ကိုလည်းမတက်မညစ်မတောက်မစားမကိုးကွယ်ရဆိုင်ရာစစ်ကြော၍ပယ်စေရသည်မြို့ရာတို့တွင်တထိုးနွားတက်တို့ကိုတွေ့ရင်လည်း ဖန်ဆီး၍ဆုံးရှုံးအောင်စီရင်ရသည်ဟန်တာဝရီစီပြများရှင်မေဒီယာကြီးလက်ထက်၌လည်းဟန်တာဝရီစီပြများရှင်မေဒီယာကြီးသည် နိုင်ငံအလုံးကိုတိမ့်ကျုံအောင်မြင်တော်မူသောအခါထိုမှတပါပုပ်ပါတောင်ရှိမဟာဂီရီနတ်မောင်နှမတို့အားကျွဲဖြူနွားဖြူတို့ကိုတက်၍ရက်သေးစွာနှင့်တကပူဇော်ပတ်သက်သောထုံးတလေးကိုလည်းတားမြစ်တော်မူလေသည် ထို့ပြင်နိုင်ငံတော်အတွင်းရက်သေးစွာတောက်စားမှုကိုလည်းလုံးဝတားမြစ်တော်မူသည် ဗုဒ္ဓဘာသာမြမများတို့အဖို့ခါဝေပစိုးကဲ့သို့အမျက်ဆောင်ထင်းရန်ဟူသောတိလ၅ပါးပစ္စတိလရှိ၏ယင်းတို့နှင့်တပါးမှ သူရာမေရယမြစ္စပမာရဒါနမေယောခြင်း၏အကြောင်းဖြစ်သောသေယီသေရက်ကိုစောက်စားခြင်းမှဝေရာမဏိရှောင်းခြင်းမှ၏ဟူသောတိလသည်တပါးဖြစ်လေ၏ဒုမတဘာဗုဒ္ဓဘာသာမြမအတိုင်းသင်ယူခဲ့ရသောမင်္ဂလာတရား38ပါးတွင် RD ဝေရတိပါပါ မြေဇပါဏာစတန်ရမောဟုသောမင်္ဂလာတရားတစ်ပါးပါရှိ၏မကောင်းမှုအကုသို့မှဝေးစာရှောင်ခြင်းခြင်းအထူးသဖြင့်သေရေတရေတောက်ချက်မှစောင့်နေခြင်းဟုဆိုထားသည်ဇာယုဥပဒံကသေရေတရေနှင့်ပတ်သက်သောဗုဒ္ဓရှင်တော်မြတ်၏ဆိုလိုရဲ့အဘော်ကိုဤသို့အနှစ်ချုပ်၍ပြလေသည်မကောင်းမှုအကုသို့မှရှောင်ခြင်းခြင်းဟုဆိုကြတဲ့ကမကောင်းမှုဟုသည်မြအကုန်ပါဝင်ပြီးဖြစ်ပါလျက်ကဲ့နှင့် ဒီတရေတောက်စားခြင်းမှာစောင့်ထင်းခြင်းလို့အထူးတက်ဟောတော်မူပြန်တယ်မဟုတ်လားဒါကြောင့်တေရေတရေတောက်စားခြင်းအပြစ်ဟာဘလောက်ကြီးမားတယ်ဆိုတာထင်ရှားပါတယ်ပြီးတော့မြတ်စွာဘုရားကအရေးကြီးဆုံးဩဝါဒတစ်ခုအဖြစ်ဖြင့်အပမဒေနတမ္မာဒေထလို့မမေမလျော်ကြဖို့နဲ့အနှစ်အားဖြင့်မိန်တော်မူတယ်တေရေတရေတောက်စားခြင်းကမေလျော့စေခြင်းရဲ့အကြောင်းဖြစ်တာမို့တေရေတရေတောက်စားခြင်းဟာ မြတ်စွာဘုရားရဲ့အလိုတော်နဲ့လုံးဝဆန့်ကျင်ကြောင်းထင်ရှားပါတဲ့ဥသိမ့်ဖြစ်မြင့်ရဲ့ကျွန်တော်ဒီဘာသာရေးသမားမဟုတ်ထို့ပြင်လူမှုရေးကျင်းဝင်းတိက္ခာတို့တွင်အယူသီးသူမဟုတ်တေရီတေရက်ကိုစေဝါအပတ်အဖြစ်ဖြစ်မယ်မတောက်ရတေရီတေရက်ကို မတိုးရမထိရဟုသောစီကံချက်မျိုးကိုစောင့်စည်းသူမဟုတ်ပါမြမစေချမ်းများအစိုးရတနေ့အရက်ကောင်းကောင်းထမင်းမစားမီသုံးချက်သားထမင်းစားပြီးတက်ချက်သားစုစုပေါင်း၅ချက်သားတောက်နိုင်သည်တောက်ကောင်းသည်စသဖြင့် စရေးခဲ့သူဖြစ်ပါ၏သို့သောအရက်နှင့်ဆက်ဆံရာအတွင်းတတိလက်လွတ်မဖြစ်အောင်အမြဲကြိုးစားနေရသည်အရက်ကိုအမြဲတတိနှင့်ဆက်ဆံနေရသော မာယာရှင်ဟုသဘောထားနေရပါသည် မိမိကတေးရီတေးရတီးဟုသောမာယာရှင်ကိုဘင်းဆွဲသည်မကိုအားမလိုက် ကိုလိုသလောက်သာဆက်ဆံမည်လိုက်စားမည်ဟုချင်းကပ်တော်လဲဆက်ဆံတော်လဲလိုက်စားတော်လဲဒင်းကိုကပ်မိလျင်ဒင်းကကိုလိုရာတဲ့ပိုးပို့ခေါ်သွားတတ်သည် ခေါ်သွားနိုင်သည် နောက်တော့ဒဲငါမိမိကိုနိုင်သွားတော့သည်ကျတော့ဒီပထမအဦးဆုံးငါးချက်သားထက်ပို့မသွားအောင်ကြိုးစားရသည်အခန့်ပွဲများမှဆိုရင် ပို့သွားရင်ဆွဲခေါ်သည်အင်အားစုကလည်းမနည်းလားအပေါင်းဖော်များအတွဲဖက်များဖြစ်သောသားတရားတောက်စရာများနဲ့အခြားအဝိကျေပြုံမှုများမလွယ်မကင်းတာ၍မာယာရှင်ဆွဲခေါ်သလိုပို့၍တောင်းမိပြန်ရင်တရီရှိနေရန်ဝါမမေ့မလျော့ဖြစ်စေရန်နောက်ဆုံးဇက်ကျိုးမသွားရန်ကိုယ့်ကိုယ်အမြဲထိနေရသည် ရင်ကိစ္စမှာလွယ်ကူသည်မဟုတ်ပါတနေ့ငါးချက်သားဝင်တောက်တီထောင်းတနေ့တနေ့နဲ့ဆက်သွားလေတော့တောက်နေကြအချိန်၌တောင်းတလာသည်တွေးတဲ့ဝင်းနေပြီဖြစ်သောမာယာရှင်ကတိုးတိုးတမျိုးကျဲကျဲတဖုံဆွဲဆောင်နေသည်တိုးတိုးဆွဲဆောင်တိုင်းမလိုက်မိအောင်ဤမျိုးမျိုးကြုံရသည်ချိန်တန်၍ဆွဲနေတော်လဲထိုနေ့အဖို့မတောက်ဖဲဖြတ်ထားလိုက်ရသည်အလကားမရမတောက်ဘူးဝဲမတောက်ဘူးခက်ရခဲ့တဲ့ရှာမတောက်ဘူးမတောက်ရမနေနိုင်အဖြစ်မခံဘူး ပေါင်းတဲ့ဆက်ဆံရေးလိုက်လျောမှုအနေနဲ့မှတပါမတောက်ဘူးမနေ့ကငါးချက်သားတဲ့ပို့သွားတယ်ဒီနေ့လုံးလုံးမတောက်ပဲနေရမယ်စတဲ့ဖြင့်ကိုကိုကိုအကြောင်းမျိုးမျိုးပြပြီးထင်းချောင်းရပါသည်တို့ကလို့အမြဲတရထားရေးမိမိကိုမိမိထင်းချောင်းသူမဟုတ်ပါလျင်မဟုတ်ချသေးရည်ဒီဟုသောမာယာရှင်ဤဆွဲခေါ်ခြင်းကိုခံရမည်မိမိအလိုနဲ့စန့်ကျင်ရာပါရမည်နောက်တော့မိမိအလိုနဲ့မာယာရှင်ဤအလိုတို့သတ်တူဖြစ်ကား လိုလိုချင်းချင်းကြီးလိုက်ပါမည်ဖြစ်လေသည် ထို့ကြောင့်အပမဒေနတမဒေထ